တနစ်တစ်ချိန်လူကထိန်တဲ့ကထိန်ရည်ရောက်လာတဲ့အခါမှာဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ကထိန်အလူတော်မင်္ဂလာပွဲတွေကိုဆင်ရင်ကျင်းပကြတယ်ကထိန်နဲ့ပတ်သက်ပြီးတော့ဘုသူတာရစရာလေးတခုပြောပြခြင်းပါတယ်ကထိန်ဆိုတာကလူတွေပြောပြောနေကြတယ်ကထိန်သွားခင်းတယ်ကထိန်သွားခင်းတယ်ပေါ့ ထင်ကင်းတယ်လို့ပြောလိုက်ရင်လူတွေကဘာတွေပြည့်မြင့်တော့ဆိုရင်သင်္ကန်းထိဖနာပရိခရာတွေကို ပလီတပင်မှာစီတန်းပြီးတော့လှည့်လေတာတွေလူတော်ငွေဆက်ကူတွေကို စနစ်တကျကတ်လူပြီးတော့ပလီတပင်မှာချိတ်ဆွဲလို့လှည့်လေကြတာတွေဘုန်းကြီးเจ้าမှာကျွေးတာမွေးတာတွေအခမ်းအနားတွေဒါတွေကိုကထင်ခင်းတယ်လို့သွားမြင်ကြတယ်ဘုန်းကြီးเจ้าကနေပြန်လာတဲ့ပုံကိုယ်တွေကလည်းဘာပြောတော့ဘယ်သွားတာလဲလို့မေးရင် ုန်းကြီးเจ้าမှာကထိန်သွားခင်းတာလို့ပြောကြတယ်။ကထိန်ခင်းတယ်ဆိုတာက လူတွေခင်းလို့မရပါဘူး။ကထိန်ခင်းတယ်ဆိုတာလူတွေရဲ့အလုံးမဟုတ်ပါဘူး။ကထိန်ခင်းတယ်ဆိုတာတန်ဃာတွေရဲ့အလုံးဖြစ်ပါတယ်။တန်ဃာတော်အရှင်သူမြတ်များက လူတွေလူဒန်းလိုက်တဲ့သင်္ကန်းကိုတိမ်ထဲမှာဝိနည်းညကမ္မဝါစာတွေနဲ့ရုပ်ဖတ်တဲ့ဆဲပြီးတော့ကထိန်ခင်းကြရတာဖြစ်ပါတယ်။ဒီနေရာမှာနှစ်ပိုင်းတော့ကွဲသွားတာပေါ့လေ။ လူတွေရဲ့တာဝန်ကတော့ကထိန်သင်ကလူရမယ်တာဝန်ယဟန်တော်များရဲ့တာဝန်ကတော့ကထိန်ခင်းရမယ်တာဝန်လို့ဒီလိုကွဲသွားတာပေါ့ကထိန်ဆိုတာက ပါဠိစကားကနေလာတာဖြစ်ပါတယ်ကထိနတစီဝရံဆိုတဲ့ကထိန်သင်္ကန်းပေါ့အဲ့ဒါကိုအတက်ကလေးနဲ့လှုပ်လိုက်တော့ကထိန်လို့ဖြစ်သွားတယ်ကထိန်ဆိုတာကဗုဒ္ဓတိကတိယတေတိလာကတိတိကတိနံတဲ့ဘုရားစာရှိတော်သူတော်ကောင်းတွေ ခြင်းမွန်းကြလို့ကထေးတဲ့ဘုရားစာရှိတော်သူတော်ကောင်းတွေကဝမ်းမြဝမ်းသာနဲ့တာဓုခေါ်ကြလို့ကထေးတဲ့ဘုရားစာရှိတဲ့သူတော်ကောင်းများဟာအကြောင်းမဲ့ခြင်းမွန်းတာမဟုတ်ဘူးအကြောင်းမဲ့တာဓုခေါ်တာမဟုတ်ပါဘူးဒီကထေးသင်္ကဟာတကယ်ကိုပဲထုမြလို့ဝမ်းမြဝမ်းသာနဲ့ခြင်းမွန်းပြီးတော့တာဓုခေါ်တာဖြစ်ပါတယ်အဲ့တော့အချက်၃ချက်ရှိတယ်ဗောလေနံပါတ်၁အချက်ကကထိန်သင်္ကန်းဟာတန်ခိကဒါနာဖြစ်ခြင်း နံပါတ်1အချက်ကအထူးခြားတဲ့တန်ကိကဒါနာဖြစ်ခြင်းနံပါတ်3အချက်ကတော့ယဟန်တော်များဟာဒီ9လအတွဲမှာကထင်ခင်းလိုက်တဲ့အတွဲအကျိုးတရား9ပါးကိုရရှိခြင်းဆိုတဲ့အချက်3ချက်ကြောင့်ရာဇာရှိတဲ့သူတော်ကောင်းများဟာချီးမွမ်းကြတယ်တာဓုခေါ်ကြတာဖြစ်ပါတယ်ကထင်သင်္ကန်းကိုကတ်လုလိုက်တာနဲ့တပြိုင်နက်ဒီအကြောင်းဒီတိုက်တာတဲကတန်ဃာတွေကိုတင်ပင့်တန်ဃာတွေတင် အာယုံမပြူဘဲနဲ့ မြတ်စွာဘုရားလက်ထက်ကစားလို့အရှင်သာရိပုတ္တရာတို့အရှင်မောကလန်တို့စတဲ့သူတော်ကောင်းကြီးများကိုနော်အကုန်လုံးအာယုံပြုပြီးတော့တသာသနာလုံးကတန်ဃာတွေကိုအာယုံပြုပြီးတော့လူတန်းရမယ်တဲ့။အကြောင့်မို့တန်ကိကဒါနာဖြစ်ခြင်းတဲ့။နောက်နံပါတ်2ကထူးခြားတဲ့တန်ကိကဒါနာဖြစ်ခြင်းတဲ့။ဒီနေရာလေးမှာထူးခြားတဲ့ဆိုတဲ့စကားလေးတစ်ခုပါလာပါတယ်။ဘာလို့ထူးခြားတာလဲလို့ဆိုရင်ကထိန်သင်္ဃာဟာတခြားသောသင်္ဃာနေနဲ့မတူပါဘူး။ ဆိုကြပါစို့တခြားသောသင်္ကန်းတွေဆိုရင်ဝါဇိုလာမှာကတ်တဲ့ဝါဇိုသင်္ကန်းတို့ရှင်ပြုနာတယဟန်ခံမှာကတ်တဲ့ယဟန်ခံသင်္ကန်းတို့တခြားသောအကြောင်းရည်စဲချားတို့သင်ရည်စဲချားတို့မှာကတ်တဲ့သင်္ကန်းတို့ဒီသင်္ကန်းတွေကတော့ပစ္စည်းလေးပါအလူတကာတကာမတွေရှင်မှာသူတို့တွေကပစ္စည်းလေးပါကိုလိုအပ်တဲ့နေရာမှာခံယူပါဆိုရင်အဲဒီတကာတကာမတွေရှိကနေခံယူလို့ရတယ်ပေါ့တောင်းလို့ရတယ်ပေါ့ဗျာဒီကထိန်သင်္ကန်းကတော့အဲ့ဒီလိုမရဘူးတဲ့ အဇရာဝေဟင် ကောင်းကင်ပြင်က ကြလာတဲ့သင်္ကန်းမသာလေအတဲတဲ့ဆိုကြပါစို့အလို့ရှင်အလို့မတွေကသရာပေါက်ပြီးတော့လာရောက်လူတန်းတဲ့သင်္ကန်းမျိုးမသာလေအဆက်တဲ့တဲ့ရုပ်စွာဆုံးပြောရမယ်ဆိုရင်ကိုယ့်ရဲ့အမေအရင်စီမာတောင်းမှပဲမတောင်းကောင်းဘူးတဲ့အမေဆိုတာကကိုယ့်ရဲ့အရင်ချာပုံကိုပဲလေတောင်းလို့ရတာပေါ့ တခြားတော့သင်္ကန်းတွေတခြားတော့ပစ္စည်းတွေဆိုရင် အမေကြီးမှတောင်းလို့ရတယ်ဒီကထိန်သင်္ကန်းနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့အမေအရင်ပင်ဖြစ်လင်ကစားတောင်းလို့မရဘူးတဲ့ဒါကြောင့်မို့ကထိန်သင်္ကန်းဟာထူးခြားတဲ့သင်္ကန်းဖြစ်တယ်လို့ကတိနာနာမအတ္တိဩက္ကဋ္ဌံဝတ္တတိမာတရံပိဝိညာပေတုနဝတ္တတိအာဂတတောဩဒိဏဒိဋ္ဌမေဝဝတ္တတိတဲ့အဇရာဝေဟင်ကောင်းငင်ပြင်ကနေကြလာတဲ့ သင်္ကန်းမှသာလျင်အစတဲတဲ့တခြားသောသင်္ကန်းတွေဟာမဆက်ဘူးလို့မြတ်စွာဘုရားကဒီလိုဟောတာဖြစ်ပါတယ်။နောက်တစ်ခုထူးခြားတာတစ်ခုကတခြားသောသင်္ကန်းတွေဆိုရင်ဘယ်လာမှာဖြစ်ဖြစ်ကတ်လူလို့ရပြီမဲ့လို့ကထိန်သင်္ကန်းကတော့တရင်ကျိုးလာပြီကျော်တရရဲ့နေကနေတစားမိုးလာပြီနေအထိတလပဲမြတ်စွာဘုရားကခွင့်ပြုထားတာဖြစ်ပါတယ်။ဒီတလကျော်သွားရင်လည်းလူတန်းလို့မရဘူး။ဒါလည်းပဲထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ခုကရဟန်းတော်များ ဒီကထင်ခင်းလိုက်ခြင်းအပြင်အကျိုးတရား၅ပါးကိုရရှိတယ်ပေါ့နော်အဲ့ဒီအကျိုးတရား၅ပါးကကထင်ခင်းလိုက်တဲ့ယဟန်တော်ဟာအဲဘယ်ကိုသွားသွားဘယ်ကိုလာလာအเจ้าမှာရှိတဲ့မထေကြီးတွေကိုပန်ပြောစရာမလိုဘဲနဲ့လွလွလပ်လပ်ပေါ့ပေါ့ပါပါသွားနိုင်တယ်တဲ့ကထင်တကာတကာမတွေလည်းပဲဘယ်နေရာကိုပဲသွားသွားရန်သူမျိုး၅ပါးရဲ့နောက်ဆက်ခြင်းပိတ်ပင်ခြင်းမရှိဘဲနဲ့လွလွလပ်လပ်သွားနိုင်ခြင်းဆိုတဲ့ကြိုတရားကိုရရှိပါတယ် ။နောက်နံပါတ်2အကျိုးတရားကတော့ရဟန်းတော်များအနေနဲ့သင်ပိုင်းတို့ဧကတိတို့ဒုက္ခုတ်တို့ဒီသင်္ကန်းတွေကို တထဲတဲကို မယူဘဲနဲ့ထားခဲ့လို့ရတယ်။အဲအဘမသိဘူးပေါ့။ဒီကထိန်တကာတကာမတွေလည်းပဲထို့အတူပဲတဲ့။ဘယ်နေရာကိုပဲသွားသွားဘယ်ပစ္စည်းကိုပဲထားခဲ့ထားခဲ့ရန်သူမျိုး၅ပါးကဖြစ်စည်းလို့မရဘူးဆိုတဲ့အကျိုးတရားကိုလည်းပဲရရှိနိုင်ပါတယ်တဲ့။နောက်နံပါတ်3က ယဟန်တော်များကိုစွန်းစွာစွန်းစားပင့်တဲ့အခါမှာမပင့်တတ်လို့အရှင်ဘုရားဓမင်းစားကြွပါဘုရားဓမင်းစားလာခဲ့ပါအောင်ဘုရားလို့မပြောတတ်မဆိုတတ်လို့ပြောရင်လည်းပဲယဟန်တော်များဟာတွားရောက်ပြီးတော့ပုံပေးလို့ရတယ်တဲ့အဲ့ဒီလိုပဲကထိန်တကာတကာမတွေလည်းပဲကထိန်သင်္ကန်းကိုလှူလိုက်ခြင်းအပြင်ဘာပဲစားစားဘေးဥပါရန်ဆိုရင်กินဝေးတယ်တဲ့နောက်နံပါတ်၄ကကထိန်သင်္ကန်းရရှိထားတဲ့ပုံကိုယ်တွေဟာသင်္ကန်းကို အဋိဋ္ဌာမတင်ဝိကပ္ပနာမပြုဘဲနဲ့ထားလို့ရသလိုကထိန်အလို့ရှင် အလူမများကလည်းပဲကိုယ့်ရဲ့ပစ္စည်းလေးပါးကို ထားလို့ရတယ်။ပြန်သူမျိုး၅ပါးကဖြစ်စည်းလို့မရဘူးဆိုတဲ့အကျိုးတရားကိုလည်းရရှိနိုင်ပါတယ်။နောက်နံပါတ်၅ကတော့ကထိန်ခင်းတဲ့တန်ဃာကိုပဲပေးလို့ရတယ်။တခြားသောတန်ဃာတွေကိုဝေဘာနိကမပြုဘူးဆိုရင်လည်းပဲကိစ္စမရှိဘူး။အာဘမတင်ဘူးပေါ့နော်။အဲ့လိုပဲဒီကထိန်တက္ကະတက္ကမတွေမှာလည်းပဲဒီအကျိုးတရားနီးသူ ကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုကိုမပေးဘဲနဲ့အတူတချောင်းတောင်ယူလို့မရဘူးဆိုတော့အကျိုးတရားတွေကိုလည်းပဲရရှိနိုင်ပါတယ်။အဲကြောင့်မို့လို့ကထိန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကလည်းပဲချင်းမွန်တဲ့အရိယသူတော်ကောင်းများကလည်းပဲချင်းမွန်တဲ့ချင်းမွန်တဲ့အချက်၃ချက်ကနံပါတ်၁တန်ခိကာဒါနာဖြစ်ခြင်းနံပါတ်၂ကအထူးခြားတဲ့တန်ခိကာဒါနာဖြစ်ခြင်းနံပါတ်၃ကရဟန်းတော်များဟာဒီကထိန်သင်္ကန်းကိုလူခံလိုက်တာနဲ့ကထိန်ခင်းလိုက်တာနဲ့တပြိုင်နက်အကျိုးတရား၅ပါးကို 9လအတွင်းရရှိတာဖြစ်ပါတယ်မရတချက်ရတချက်မရတလက်မရတလားရတလားမဟုတ်ဖဲနဲ့တည်တည်ချာချာကိုရရှိတာဖြစ်တဲ့အတွက်ကထိန်သင်္ကားလူတဲ့အကျိုးဟာအရန်ကိုအကျိုးကျေးဇူးကြီးမားပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပါကျမ်းမာချမ်းသာတော်မူကြပါစေကထိန်သင်္ကားဆိုတာတမန်သင်္ကားနဲ့မတူဘူးပေါ့ကျုပ်ကင်းရတဲ့အချိန်ကလာအဖြစ်တမ္မမဲ့ဆိုရင် သရင်ကျော်လာပြီးကျတရက်ကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှသာလဲကထင်သင်္ကန်းလူခွင်ရတယ်အဲ့တော့လူကထင်သင်္ကန်းလူခွင်ရတယ်ဆိုတော့လည်းပဲမြင်းမြင်းဝါဝါကျဟန္တာငါကိုလိုက်ပြီးတော့အရှင်မယားကထင်သင်္ကန်းလူပါတဲ့လို့လှူလို့မရဘူးကျောင်းတိုင်းနဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလူခွင်ရတယ်အခုမှရန်ကုန်မှာဗာရီချင်းနေတော့ဆိုလို့ရှိရင် ဝါစုဝါစုဦးလာလို့ရဝါစုသင်္ကန်းမှာဖရာတို့လာလို့ဝါကျွတ်တယ်တပြိုင်နဲ့ဒါကထိန်သင်္ကန်းမှာဖရာဆိုဟဲ့ကထိန်သင်္ကန်းလှူလို့မရဘူးလို့အဲ့တလူကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်ဝါကျွတ်တယ်ကထိန်သင်္ကန်းမဟုတ်ဘူးနော်ကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်သင်္ကန်းပုဂ္ဂိုလ်တူတဲ့သွားပြီးတော့ကထိန်ခင်မှုဆိုသွားလှူလို့မရဘူး ဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်။တော့တန်ခါဆိုရင်တန်ခါတွေအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်။အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကတိနာကံဆောင်ရွက်ဖို့အတွက်ဝိနိကိစ္စကျွမ်းကျင်တဲ့ကထင်ခင်းတတ်တဲ့ယဟန်တော်ကိုတန်ခါအနေပြီးတော့ကိုရောကထင်ခင်းဖို့ဆိုပြီးပေးရမယ်။ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်က ကတိနာကံလို့ဆိုကတိခင်းခြင်းဝိနိကံကိုဆောင်ရမှာဖြစ်တယ်အဲ့လိုဆောင်ရတဲ့အခါမှာကြံရှိတဲ့တန်ဃာတွေကအနုမောရဏပြုတယ်အနုမောရဏဝါမြောက်ကြောင်းထောက်ခံပြောကြလိုက်အလုံးဟာကတိခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကတိအာနိသင်ဆိုရကတိအကျိုးကိုရကတိအကျိုးဆိုတာတွေကဟောဒီ မန္တစာရအတ္တမဒါနဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ငါလာထူးခြားတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲသင်္ကန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှားပါမှုမဖြစ်အောင်အကာအကွယ်ဆောင်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထင်သင်္ကန်းကိုခွင့်ပြုခဲ့ဒီကြောင်းကိုတဝါတွင်လုံးဆောင်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ ပြေကျောင်းလာတဲ့ရဟန်းတွေခိတကနာကျောင်းလာတဲ့အာရဏုယဟန်းတွေဒီကျောင်းမှာတန်ခိကသင်္ကန်းဖြစ်ပေါ်လာလို့ရှိရင်မိမိဆန္ဒအလျောက်ခွဲဝေပေးခြင်းပြီးမပေးခြင်းနေလို့ရတယ်ဒီကျောင်းဝါဆိုပြီးကထင်ခင်းထားတဲ့ပုဂ္ဂိုလ်သားတက်ဆိုင်တဲ့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေ